အားလုံးပဲမြင်ကြပါ first up group ပဲမြင်ရပြီးတော့ပြန်နေကြိုးလိုက်ပါခင်ဗျာဆိုတော့အခါကျတော့အခုဒီ video လေးကတော့ကျွန်တော်တို့ part 3ပေါ့နော်ဆိုတော့ဒီ part 3လေးမှာကျွန်တော်ဗာလေးတင်ပေးပါမယ်ဆိုတော့ကျွန်တော်တို့ကဒီ formatted app ဆိုပြီးတော့အခါကျတော့ကျွန်တော်တင်ပေးပါပါမယ်ဗာလေးကတော့ formatted data o udp ud output ဆိုပြီးအခါကျတော့ကျွန်တော်တင်ပေးပါမှာဖြစ်ပါတယ်ဆိုတော့ဒီ formatted output ကပါလဲဆိုလို့ရှိရင်ကျွန်တော်တို့က data တွေကိုကျွန်တော်တို့တန်ဖိုးပြပါတော့เนาะဒီဟာဒီဟာလည်း formatted output ပါပဲဆိုတော့အခါကျတော့အဲ့နောက်ဘာလေးကိုကျွန်တော်တို့ကအစီအစဉ်တကျဘယ်လိုမျိုးပြနေလဲဆိုပြီးအခါကျတော့ကျွန်တော်ပြောပြပေးပါမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့စလိုက်ကြအောင် name ဆိုပြီးတော့ကျွန်တော်အောင်အောင်ဆိုပြီးတော့ဆိုတော့ပေးလိုက်ပါမယ်ပေးပါလို့ရှိရင်ကျွန်တော် age ကိုကျွန်တော်တို့25ဆိုပြီးတော့ပေးလိုက်မယ်ပေးပါလို့ရှိရင် CTO ကျွန်တော်တို့ 呃员工不能扮演就员工所比如他就说 be like 员工 is not defined 哦、oh, sorry 刚啊 string data 在不如就那罗 open inverted 呢不如 inverted 呢都过来所以就那罗的 format 阿不嘛在那块就那罗那你是的ပါလဲဆိုတဲ့အခါကျတော့ကျွန်တော်တို့ old style နဲ့ကျွန်တော်တို့ new style ဆိုပြီးတဲ့အခါကျကျွန်တော်တို့နှစ်နည်းရှိပါတယ်ဒီ old style ကကြတဲ့အခါကျကျွန်တော်တို့ဒီ version 3.6အောက်ကဟာတွေတုံးပါတယ် ဒီ new ဆိုင်ရကြတဲ့ခါကျတော့ကျွန်တော်တို့ version 3.6ကစပြီးရခါကျတော့ကျွန်တော်တို့တုံးရပြီးရခါကျတော့ဒီကောင်ကတော်တော်ကြီးကိုကျွန်တော်တို့တုံးဝင်ပါတယ်ဆိုတော့ကျွန်တော်နှစ်နည်းလုံးကိုရေးပြပါမှာဖြစ်ပါတယ်ဆိုတော့ပထမဆုံးချက်အာ old style ကိုကျွန်တော်အရင်ရေးပြပါမှာဟို style old style ဘယ်လိုမျိုးလဲဆိုတော့ရှင် print print ဆိုပြီးရခါကျတော့အာ i am i uh as ဒီကောင်ကျတဲ့ခါကျတော့ personal ကိုကျွန်တော်တို့အသုံးပြပါတယ်ဆိုတော့ဒီ personal ကိုဘာကြောင့်တုံးလဲဆိုတော့ကျွန်တော်ပြောပြပေးပါမှာဖြစ်ပါတယ်ဆိုတော့ဆက်ပြီးတဲ့ခါကျတော့ကြည့်ပါမယ် on and sorry she off all blushing on live and us ကြည့်လို့ရှိရင်ကျွန်တော်တို့ဘက်ကနေပြီးတဲ့ခါကျတော့ personal form နဲ့ call ပို့လို့ရှိရင်ကျွန်တော်တို့ဘက်ကနေပြီးတဲ့ခါကျတော့ name ကပြီးလို့ရှိရင် age ပြီးလို့ရှိရင် city ဆိုပြီးတော့ခါကျတော့ခဲလိုက်ပါမယ်ဆိုတော့ဘာဖြစ်လို့ percent ကိုတောင်းလဲဆိုတော့တော့ကျွန်တော်ဒီကောင်ကနေပြန်ပြီးတော့ခါကျတော့ဒါမျိုးယူလိုက်တကယ်ယူပြီးတော့ခါကျတော့ဒီကောင်လေးကိုယူတော့မယ်ဆိုပြီးတော့ခါကျတော့တောင်းလိုက်ပြောလိုက်တာအဲအဲကြောင့်ပေါ့ကျွန်တော်တို့ဘက်ကနေပြောဒီအလယ်မှာကျွန်တော်တို့ကဒီ personally ထားပေးရတာဖြစ်ပါတယ်ဆိုတော့ဒီကောင်ကို print ထုတ်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ run run လိုက်မယ်ဆိုလို့ရှိရင် please enter your id ဆိုဒီ form ကိုခဏလေးဖြတ်ထားလိုက်မယ် comment ပေးထားလိုက်မယ် comment ပေးပြီးလို့ရှိရင်ပြန်ရမယ် run လိုက်မယ် Hello sir I am Amma I am 25 years old and I live in Yangon so bio cultural top are so တော့ဒါကြတဲ့အခါကျတော့ old sign ပေါ့เนาะကျွန်တော် new sign ကိုတစ်ချက်ရှင်းပြပါမယ် new style ကကျွန်တော်တို့ဘာကိုတုံးလဲဆိုတော့ကျွန်တော်တို့ f string ဆိုတဲ့ဟာလေးကိုတုံးပါတယ် f string ဆိုတဲ့ဟာလေးကိုတုံးပါတယ်ဒီလိုရှင်းပြီးတော့ int print ဆိုပြီးအခါဆိုတော့ကျွန်တော်ဒီကောင်လေးကိုကျွန်တော် copy လိုက်ပါမယ်ယူပွားလို့ရှိရင်ကျွန်တော်တို့ဒီ percentage တွေကျွန်တော်တို့မလိုတော့ပါဘူးကျွန်တော်တို့ပါလဲဆိုတဲ့ခါကျတော့အာတုံ့ကွင်းထဲမှာကျွန်တော်ထည့်ချင်တဲ့ဟာလေးထည့်လိုက်ပါမယ် name ပြီးလို့ရှင် i am a age ပြီးလို့ရှင် i live in ရှင် also you can go no get as the ပြီးလို့ရှင်ကျွန်တော်တို့ demo ဒီ f string လေးကိုကျွန်တော်တို့သုံးမယ်ဆိုလို့ရှင်ကျွန်တော်တို့သုံးမယ်ဟာလေးရှင်မှာကျွန်တော် f ဆိုတာလေးကိုထည့်ပြရပါတယ်အဲ့ဒါမျိုးထည့်တော့မှာပဲဒီကောင်လေးကအလုံးလုံးမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ program လေး run ကြည့်လိုက်အောင်ပါ run လို့ရှိရင်ကျွန်တော်တို့အတူတူပါပဲဒီ old style နဲ့ကျွန်တော်တို့ new style တွေကတော့အတူတူပါပဲထွက်လာတဲ့အပေါ်ချင်းကတော့ဒါပေမဲ့ရေးတဲ့ပုံတွေကတော့ကွာပါတယ်ဆိုတော့နှစ်ခုလုံးကတော့တုံးဝင်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ new style တွေကိုကျွန်တော်ပို့ပြီးရခါကျတော့ကြိုက်ပါတယ်ဆိုတော့ကျွန်တော်တို့နောက်တစ်ခုလေးဆက်ပြီးရခါကျတော့တော့လိုက်အောင်ပေါ့နော်ဆိုတော့အဲ့ဒါလေးကဘာလေးလဲဆိုတော့သူရှင်အဲ့ဒါလေးက control flow လေးပါ control flow လေးပါဆိုတော့ဒီ control flow ကပါလဲဆိုလို့ရှိရင်ကျွန်တော်တို့ အာ statement တွေပေါ့နော်ကျွန်တော် if if statement လို့ပြီးတော့ခါ if a statement လို့ပြီးတော့ခါ if as if else is a statement လို့ပေါ့နော် sorry ကျွန်တော်ရှားလေးနည်းနည်းလိုက်တယ်ဗျာကျွန်တော်အဲ့ဒါတွေကိုတော့ပြောပြပါမယ်ဆိုတော့ basic ဟာပေါ့နော်ဆိုတော့ a s i c basic if s d e s d a t e i n and this statement ပြောပြပါမယ်ဆိုတော့ a ဆိုပြီးတော့ခါကျွန်တော် section နဲ့တော့ကျွန်တော်ပေးလိုက်ပါမယ် ပေးပို့လို့ရှိရင်ကျွန်တော်တို့စပြီးတော့ပြော if the ်လိ l ့ if က greater than or equal 1 8ဆိုလို့ရှ yeah int n t ဆိုကြည့်ခါက show sorry hue creating your and a talk ဆိုပြီးတော့ကျွန်တော်တို့က print ထုတ်လိုက်မှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီကောင်လေးကိုပိတ်လိုက်မယ်ပိတ်ပါလို့ရှင်ကောင်လေးကို brand ကြည့်လိုက်မယ်ဆိုတော့ကျွန်တော်တို့ကစစ်ထားတာ if sorry ကျွန်တော်တို့စစ်ထားတာမဟုတ်ကျွန်တော်တို့ declare လုပ်ထားတာ is က18နှစ်ကြီးတယ်ဆိုပြီးတော့ကျွန်တော် declare လုပ်ထားတာဆိုတော့ကျွန်တော်တို့ဒီမှာ condition စစ်လိုက်မယ် if တကယ်လို့ is က 18ထက်ကြီးတယ်ဒါမှမဟုတ်ညီတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒါလေး print ထုတ်ပေးပါဆိုပြီးတော့ကျွန်တော်တို့ပြောလိုက်တယ်ဆိုတော့ဒီမှာကျွန်တော်တို့ကြီးလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ x က18ထက်ညီနေတယ်အဲကြောင့်မို့ကျွန်တော်တို့ဒါလေး print ထုတ်ပေးမှာဖြစ်ပါတယ်ဆိုတော့ url attach ဆိုပြီးတော့ကျွန်တော်တို့ print ထုတ်ပေးပါတယ်တကယ်လို့တကယ်လို့လို့တော့သွားပြီးတဲ့အခါကျတော့ဒီမှာသွားပြီးတဲ့အခါကျတော့ hero မပြောဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ statement တစ်ခုပဲပေးထားရတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒီမှာသွားပြီးတဲ့အခါကျတော့19လို့သာသွားလို့လိုက်လို့ရှိရင်ကျွန်တော် error တက်လောက်တယ် you are that all the sorry ဘာဖြစ်လို့လဲဆိုတော့အော်ဆက်ရှိတိုက်ကြီးနေတဲ့အတွက်ကြောင့်မလို့ကျွန်တော်စက်ခွန်ဆိုပြီးခါလာပြောင်းလိုက်မယ်စက်ခွန်ဆိုပြီးခါပြောင်းလိုက်လို့ရှိရင်ဒီမှာဘာမှမထွက်လာတော့ပါဘူး ဆိုတော့ဒီကောင်ကခုနကတော့ကျတဲ့ခါ19ကကျတဲ့ခါ16တက်ကြီးနေတယ်ကျွန်တော်တို့ဒီမှာကြီးရလဲစစ်ထားတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကို print out ပေးတာဖြစ်ပါတယ်အထက်ငယ်တဲ့ဟာကိုကျွန်တော်တို့မစစ်ထားတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒီမှာအဲ့ဒီထက်ငယ်တဲ့ value ကိုထည့်လိုက်လို့ရှိရင်ကျွန်တော်တို့ဒီမှာဘာမှမထွက်တော့ဖြစ်ပါတယ်ဟောဒီကောင်16ပဲပြန်ပြောင်းလိုက်ပါမယ်ပြောင်းပြီးလို့ရှိရင်အဲ့ဒီဟာမဟုတ်ဘူးစစ်တဲ့ဟာကိုကျွန်တော်ပြောပြပါမယ်ဆိုတော့ this is as the statement. Okay. So, is ka, but ke statement yoro. School ka, chanaro, konesana habita waro. If the kedo, as you are a school ka. Sorry. Rita da o ikwe, chau se, chau se, pike lo shi, chanaro ka, print, 早期예약하자러.응? Sorry? 슝파스타에이사비로저너루와나라커넥션타고탔었네.발해소리같다. us yeah as it us 다마마호 e r n d 프린스오이어가지러슝 fail i am fail ပေါ့နော် q fail ပဲထားလိုက်ရမယ်ဆိုတော့ကျွန်တော်တို့ဒီမှာဘာဟောဖြစ်တာလဲဆိုလို့ရှင် if တကယ်လို့ score က60ထက်ကြီးတယ်ဒါမှမဟုတ်60နဲ့ညီတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကိုဒါလေးလုတ်ပြီးပါဆိုတော့ပြောတယ်ပြောပြီးလို့ရှင်အဲ့ဒါမှမဟုတ်လို့ရှိရင်ဆိုပြီးခေါက်အဆိုပြီးခေါက်ကျွန်တော်တို့တုံးလိုက်တယ်တုံးပြီးလို့ရှင် you fail ဆိုပြီးခေါက်ကျွန်တော်တို့ပြောလိုက်တယ်ဆိုတော့ကျွန်တော်တို့ ပေးထားတဲ့ဟာကျတော့ကျွန်တော်တို့စခွန် sorry စခွန်အောင်ပြတဲ့85ဖြစ်နေတဲ့အတွက်ကြောင့်လို့ကျွန်တော်တို့ကဖိုင်ရမယ်ဆိုတော့ you pass the exam နဲ့ throw mark ဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီကောင်းလေးကို run ကြည့်လိုက်အောင်ပါ run game ဒီကောင်းလေးကိုပိတ်လိုက်ပါမယ်ပိတ်လိုက်နဲ့ပိတ်ပြီးလို့ရှိရင် save save လို့ရှိရင် run လိုက်ပါမယ် run လို့ရှိရင် you pass the exam ထွက်ပါတယ်တကယ်လို့ကျွန်တော်က60အောက်ပေါ့နော်ဥမာ59ပေါ့နော်59လို့ထားလိုက်မယ်ဆိုလို့ရှိရင် you fail ပဲကျွန်တော်တို့ထွက်ပါပါ ဆိုတော့ဒီမှာတရားဆိုပြီးတော့ခါကျတော့ထားလိုက်တရားဆိုပြီးတော့မှထားလိုက်လို့ရှိရင်ကျွန်တော် you pass the exam ဆိုပြီးတော့ခါကျတော့ထွက်မှာဖြစ်ပါတယ်ဆိုတော့နောက်တစ်ခုထပ်သွားမယ်ပေါ့နော်အဲ့ဒါဘာလဲဆိုလို့ရှိရင် sorry base if as if ဆိုရှင် as ပေါ့နော် ျွန်တော်စစ်စကရရင်များနေမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒါကိုအသုံးပြုရတဲ့ခါကျတော့စစ်လို့ရပါတယ်ဆိုတော့ကျွန်တော်ဒီကုတ်လေးကိုလေးလိုက်နော် HC လို့ပါ score နေပဲပုံလိုက်ပါလို့မယ် score ဘယ်သူ AD နေမှာ5 okay ပြုလို့ရှိရင် F တကယ်လို့ score ကကိုယ်တားတောင်း equal နိုင်ကဖြစ်နေလဲဆိုလို့ရှိရင်ကျွန်တော်တို့ E ဟာရဲ့ဒီ print ဆိုပြခါကျတော့ grade uh, grade ပေါ့နော် eight grade ဆိုပြီးရခါ also G R A D E grade grade ဆိုပြီးခါတော့ထားမယ်ဒါမှမဟုတ် us မဟုတ်လို့ရှိရင်ကျွန်တော်တို့ကမဟုတ်လို့ S O I school ကကျွန်တော်တို့ greater than or equal to 80ဖြစ်နေမယ်ဆိုလို့ရှိရင် print အဲ့တော့ပါလဲဆိုတော့ B ခွေပေါ့နော်ဥတ္တရဖတ်တော့ကမပရိုဆက်မှာကမချန်တယ် B ခွေပါဆိုတော့ဒီကောင်းက SC ကောင်းပါ error တက်နေရတယ်အော်ဒီကောင်းမပြီးသေးလို့ error တက်နေရပါဆိုတော့ copy လိုက်မယ် copy လို့ရှိရင် C grade D grade ဆိုပြီးတော့ကျွန်တော်ထားလိုက်ပဲပေါ့နော် 笔录线，假如说把画面锁了，脑神会得枯。哦，sorry，FSPM，怎么？嘛样？FSPM，FSPM，笔录线，咱们都买，都笔录线，怎么了？脑神嘛嘛，伊那是，那是属于开车了咯。three，three，three，you。 fail ပေါ့နော်။ဟောကျွန်တော် commonly error တန်နေရပါ။ဆိုတော့ဒီကောင်လေးကိုနည်းနည်းလေး depend လုပ်ကြည့်လိုက်မယ်။ဆိုတော့ a great solution က e r oh sorry ကျွန်တော်ဒီ python မှာကြားတဲ့အခါကျတော့ fs ကကျွန်တော်တို့အပြည့်မရှိဘူးပေါ့နော်။ဆိုတော့ဘယ်လိုမျိုးရေးလဲဆိုတော့ဖာကျော် elif ပဲတော်ရရှိတာပေါ့။ရပြီ။အဲ့ဒါ solution ဆိုတော့ကျွန်တော် a b ပြီးလို့ရှိရင်ကျွန်တော်လာမယ် c ပြီးလို့ရှိရင်ကျွန်တော်တို့ d ပေါ့ ါမယ်။ဒါမယ်ဆိုပြီးလို့ရှိရင်ကျွန်တော်တို့ဒီကောင်အောင်ကျွန်တော်တို့ branch လိုက်ပါမယ်။ branch အပေါ်မှာဒီကောင်လေးကိုအင်းဆောင်တွားပြီးတော့ခါကျတော့ပိတ်လိုက်မယ်။ပိတ်ပြီးလို့ရှိရင်ဒါပါမယ်။ဆိုတော့နားလိုက်ပါမယ်။နားလို့ရှိရင်ကျွန်တော်တို့ B gate B grade ပြည်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကဒီ80ထက်ကြီးနေတဲ့အတွက်ကြောင့်မလို့ဒါပေမဲ့ကျွန်တော်တို့90 90အဲမဟုတ်ဘူး90ထက်တည်းမကြည့်ရတော့ကြောင့်မလို့ကျွန်တော်တို့ A grade မပေးဘူးဆိုတော့80 80ကျွန်တော်ဒါလေးပြောင်းဖို့ကြံနေတယ် 80 90ပြုရှင်60ကြပါပြန်ရလိုက်ပါမယ်ဆိုတော့ကျွန်တော်တို့ B grade ပေးရဗျာဆိုတော့ကျွန်တော်တို့ score က90သာဖြစ်နေမှာဆိုလို့ရှိရင်ကျွန်တော်တို့ပို့ A grade ပေးမှာပါ A grade ဖြစ်ပါတယ်ပြုလို့ရှိရင်ကျွန်တော်တို့ score က90နေမှာ90နေမှာ90နေမှာ5ဆိုလို့ရှိရင် ျွန်တော်တို့ကို90 90နဲ့ညီရပြီးတော့ခါ90နဲ့ကြီးရကျွန်တော်တို့ secret ပေးမှာဖြစ်ပါတယ်ဆို secret ပြီးလို့ရှင်ကျွန်တော်တို့ကဒီ60အောက်ကြတာနဲ့ကျွန်တော်တို့ UFA ဆိုပြီးခါကျွန်တော်ပြန်လာခဲ့ပါတယ်ပြီးတော့90တိမှာကိုထားလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ UFA ပါဆိုတော့ဒါလေးကတော့ကျွန်တော်တို့ဒီ6ဆရာလေးများနေတဲ့ဒီ connection တွေစစ်ဖို့အရင်များနေတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ if as if ပြီးတော့ခါ as နဲ့ကျွန်တော်တို့စစ်တာပါဆိုတော့ကျွန်တော်တို့ဒီနောက်ဆုံးစစ်တဲ့ဟာမှာတော့ကျွန်တော်တို့ as လေးသုံးပြရအောင်เนาะဒီဂျာရဲမှာစစ်စစ်တဲ့ဟာလေးကိုကျွန်တော်တို့ as if နဲ့ကျွန်တော်တို့သုံးရပါတယ်ဒီ python မှာတခုသတိထားမှာပါလေဆိုတော့ခါသူက f is ကိုသူကအပြင်ပြေးပါအောင် elif ပဲသူကရေးရပါဒါလေးကတော့ကျွန်တော်ဒီ path tree လေးကိုပြောပြပေးသွားဖြစ်ပါတယ်အဆုံးထိလိုက်ကြည့်ပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်တို့ platform မှာပြန်နေပြီးတဲ့အခါကျတော့တွေ့ကြပါမယ်ဘိုင်ဘိုင်ပါ